အင်းထောင်တဲ့တိုင်းကြုံတွေ့ရတဲ့ပြဿနာအတွက်ဖြေရှင်းနည်းအင်းထောင်တစ်ခုပြင်းရဖို့ဆိုရင်လိုအပ်တဲ့အချက်တွေအများကြီးရှိပါတယ်အဲ့ဒီအချက်တွေထဲကမှလိန်ကိစ္စကလည်းအရေးကြီးတဲ့အချက်တစ်ခုပါနော်အမျိုးသမီးတချို့ကရုပ်တရက်ကြီး လိန်စိတ်နေသွားကြတယ်ဒါကဘာကြောင့်လဲဘယ်လိုကူရမလဲမကူဝဲထားရင်ဘာတွေဖြစ်နိုင်လဲ ထို့သူပဲအမျိုးသားတွေမှာလည်းဒီလိုလိမ်စိတ်နေလာတဲ့ပြဿနာတွေရှိကြပါတယ်နော်ဒီပြဿနာတွေကဘာကြောင့်ဖြစ်ရတာလဲအမျိုးသားတွေအတွက်ဘလို့ကုစားရမလဲမကုစားပဲထားလို့ရရနိုင်လားပြည့်တက်ကြီးအားလုံးမင်္ဂလာပါရှင်ဒီတပတ်ရဲ့ကျမ်းမာရေးနဲ့လူမှုဘဝအစီအစဉ်မှာအင်ထောင်တဲ့အတိုင်းကြုံတွေ့ရတတ်တဲ့လိုင်ပိုင်းဆိုင်ရာပြဿနာတချို့ဘာကြောင့်ဖြစ်တာလဲဘလို့ဖြေရှင်းရမလဲ စတဲ့အချက်တွေကိုညွှန်ပြပါမယ်။အဆုံးထိနားထောင်ကြည့်ပါနော်။ယခုလိုလူမှုဘဝဆိုင်ရာဗဟုသုတတွေကို နေစင်သိရဖို့ကျမရဲ့ဒီ channel လေးကို subscribe လုပ်ပေးပါဦးနော်။အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်အင်ထောင်တစ်ခုပြုကြတဲ့အခါဒီအင်ထောင်ကြီးကိုရေရှည်တည်မြဲဖို့လိမ့်နာရမယ့်အချက်တွေအများကြီးရှိပါတယ်။ဘလောက်ပဲချစ်ပါစေဒီစီကန်းတွေကိုတော့လိမ့်နာရပါမယ်။ ဒါတွေကတော့တယောက်ပေါ်တယောက်ယုံကြည်မှုရှိတာနားလည်မှုရှိတာပြန်နေတယောက်ခွန်အားဖြစ်စေတာအပြန်အလှန်လေးစားမှုရှိတာစတဲ့လိမ့်နာတဲ့အချက်တွေက အများကြီးပါနော်ဘာလို့လဲဆိုတော့လူဆိုတာမိမိတယောက်တည်းတောင်မှအလိုလိုဘဝမကြတာတွေအလိုမကြတာတွေရှိတတ်ပါတယ်ဒီတော့ခုလိုဒစိမ့်နှစ်ယောက်ပေါင်းဖက်တဲ့အခါမှာပိုပြီးတော့အလိုမကြတာတွေမကျေနပ်တာတွေဖြစ်လာတတ်လို့ပါ ဒါကြောင့်ဒီအနေနဲ့တောင်လိမ့်နာတင်တဲ့ထိန်းတန်းတင်တဲ့အချက်တွေကိုပြောပြပေးတာပါဒီအချက်တွေထဲမှာအဲ့ရဘောကကိစ္စကလည်းအရေးကြီးတဲ့အချက်တစ်ခုပါနော်ပရိတ်တို့ပတ်ဝန်းကျင်မှာလည်းဒီလိုပြဿနာတွေအများကြီးရှိမှာပါစီးပွားရေးအဆင်ပြေပြီမယ်အဲ့ရဘောကကိစ္စတွေအဆင်မပြေကြလို့ဖောက်ပြန်တာတွေတချို့ကြတော့လည်းစီးပွားရေးအဆင်မပြေတာကနေ ထွက်ပေါက်ရှာရင် ဖောက်ပြန်မိတာတွေစားတဲ့ဖောက်ပြန်စေတဲ့အကြောင်းရင်းတွေကအများကြီးပါနော်အဲ့တော့သူတို့ဘာကြောင့်ဖောက်ပြန်ကြတာလဲဆိုတာထက်အကြောင်းရင်းတွေအများကြီးရှိပါတယ်အမျိုးသမီးဖောက်ပြန်တာဟာအမျိုးသားနဲ့လည်းသက်ဆိုင်တယ်လို့အမျိုးသားဖောက်ပြန်တာဟာလည်းအမျိုးသမီးနဲ့သက်ဆိုင်ပါတယ်နော်တချို့ကြတော့လေပင်ကိုစိတ်အခံကြောင့်ဖောက်ပြန်တာတွေရှိပါတယ်အိမ်ပေါ်မှာလေဒီလိုပြဿနာတွေမကြခဏတွေ့နေရတာပါဥပမာ အမျိုးသားဖြစ်တဲ့သူကယောသားစူးစားပြီးဝေကိုရှာနေပြီမဲ့အမျိုးသမီးဖြစ်တဲ့သူကတော့ဒီအမျိုးသားနဲ့မတင်းတိမ်လို့ဆိုပြီးအနေနည်းတဲ့တယောက်နဲ့ဖောက်ပြန်တာမျိုးတွေရှိပါတယ်။တခြားတစ်ဖက်မှာလည်းအမျိုးသမီးဖြစ်တဲ့သူကစူးစားယုံကန်နေပြီမဲ့အမျိုးသားကတော့လက်ကျိုးမတင်းပြင်းနေပြီး24နာရီတုတ်သွေးကခေါင်းထဲရောက်နေတဲ့အခါဖောက်ပြန်ခြင်းတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ညတာမှုတစ်ခုကိုတေချာစဉ်းစားပြီးလက်ခံရမှာပါဒါကအင်ထောင်တဲ့တိုင်းအမျိုးသားရော အမျိုးသမီးပါလက်ခံရမယ်အနေထားတစ်ခုရှိပါတယ်ဒါကတော့လူဆိုတာလိုအပ်ချက်ကိုစီရှိကြပါတယ်ဘယ်သူမှမပြေဆုံးကြပါဘူးနော်ဥပမာစီးပွားရှာတော်တဲ့အမျိုးသားဒါမှမဟုတ်အမျိုးသမီးတယောက်ဟာစီးပွားရေးကိုဥဆောင်နေရတာကြောင့် နိုင်မှုကိစ္စနဲ့မိသားစုကိစ္စတွေမှာအားနည်းမှုတွေရှိလာနိုင်ပါတယ်။ဒါကိုတစ်ဖက်ကအိမ်ထောင်ဖက်ကနားလည်ပေးဖို့လိုအပ်ပါတယ်။ဒီလိုမှမဟုတ်ရင်သူလုပ်နေတဲ့စီးပွားရေးလုပ်ငန်းကိုငွေရပူပေါင်းပြီးအတူတူလုပ်ကိန်ပေးပါ။ဒီလိုလုပ်ကိန်မပေးနိုင်ရင်လည်းသူ့ရဲ့အားနည်းချက်ဖြစ်စေတဲ့အပိုင်းတွေကိုလက်ခံပေးဖို့လိုအပ်ပါတယ်။ဒီလိုလက်ခံမပေးနိုင်တာနားလည်မှုမပေးနိုင်တာတွေကြောင့်ဖောက်ပြန်မှုတွေဟာချမ်းသာစင်းရဲ့အလောင်းပုံးစုံမှာကြုံတွေ့နေရတာပါ။ ဒီလိုထောက်ပြန်မှုတွေကြောင့်ပြဿနာတွေဖြစ်လာပြီးဆိုရင်အဓိကနှစ်နာတာကသားသမီးတွေပါနော်ကလေးတွေမှာဒီလိုစိတ်တန်ရာတွေနဲ့ကြီးပြင်းလာရင်သူတို့ရဲ့စိတ်ဟာမကောင်းတဲ့အပိုင်းကိုပိုပြီးတွန်းအားဖြစ်စေပါတယ်ဒါကြောင့်ဒီလိုတွေမဖြစ်ရအောင် ခုပြောပြမယ့်အချက်တွေကိုတေချာလေးစဉ်းစားပြီးလိမ်နာကြည့်ကြပါနော်ပထမချက်ကတော့လင်းမယားသားမှာပွင့်လင်းမှုရှိတင်ပါတယ်။ဘယ်ကိစ္စမှမဆိုပွင့်ပွင့်လင်းလင်းရောစုတိမ်ပင်ကြပါ။အထူးသဖြင့် လိုင်းကိစ္စတွေမှာပို့ပြီးပွင့်လင်းတင်ပါတယ်ဒီကိစ္စကအထိအခိုက်မခံလို့ပါအမျိုးသမီးတွေအနေနဲ့ဆိုရင် အမျိုးသမီးတွေမှာနှိမ်စိတ်သက်တာကြတာစတဲ့အခြေအနေရှိပါတယ်ဥပမာကျမကြီးအသက်အရွယ်မိသားစုဖြစ်အားစီးပွားရေးဖြစ်အားစတဲ့အချက်တွေကြောင့်လိန်စိန်အားနေတာတွေစိတ်မပါတာတွေဖြစ်တတ်ပါတယ်ထို့အတူအမျိုးသားတွေမှာလည်းရှိကြပါတယ်နောက်ပြီးထူးထူးခြားခြားကတော့အခြားတစ်စိမ့်အပေါ်မှာစိတ်ဝင်စားပြီး ကိုယ်အိမ်ထောင်ဖက်အပေါ်စိတ်မပါတာတွေလည်းဖြစ်တတ်ပါတယ်။အရေးကြီးတာကဘလို့ကြောက်ပဲဖြစ်ဖြစ်ဒီလိုတွေဖြစ်လာပြီးဆိုရင်ပွပွလဲလဲတိုင်ပင်ကြပါ။နောက်ပြီးနားနဲ့တန့်တန်းသူနဲ့တိုင်ပင်ပြီးဖြေရှင်းတင်ပါတယ်။မတိုင်ပင်ပဲမဖြေရှင်းပဲတယောက်တည်းကြိုက်ပြီးဖြေရှင်းနေမယ်ဆိုရင်တော့အဖြေထွက်မလာပဲအိမ်ထောင်ရေးပြဿနာတွေပဲရလာတတ်ပါတယ်နော်ဒီနေ့ရအကြောင်းကတော့ဒီလောက်ပါပဲနော် ။နောက်ရက်တွေမှာလည်းခုလိုဗဟုသုတအကြောင်းအရာတွေကိုဆက်လက်ညွှန်ပြပေးပါဦးမယ်။